င်္ဂလာပါရှင်နိုင်ငံတကာမြန်မာသတင်း PNN ရဲ့ February 16ရက်နေ့အတန်လွင့်အစီအစဉ်တွေကိုစတင်နေပါပြီဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေတဲကသတင်းတွေတိုင်းသားတွေရဲ့အတန်နဲ့အမြင်တွေကိုစူးစီးတင်ဆက်ထားတာဖြစ်ပါတယ်နေ့စဉ်မြန်မာစံတော်ချိန်ညနေ9:55မိနစ်ကနေ9:00ခွဲအထိလိုင်းတူ16မီတာ19.3 MHz မှာဖမ်းယူနားထောင်နိုင်ပါတယ်ကျွန်မအာမီပါ ီနေ့သတင်းတွေထဲမှာတော့ကိုခိုင်မှာစစ်ကောင်စီတပ်က KIA တပ်ရင်းစခန်းတစ်ခုကို6ရက်မြောက်အဖြစ်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ကရင်ပြည်နယ်ဘက်မှာတော့ Jet Fighter တွေပြန်ဝဲနေပြီး KNU တပ်မဟာကနေမီတဲကိုဘုံကျဲတိုက်ခိုက်နေပါတယ်။သတင်းလွှာတွေထဲမှာတော့ရခိုင်မှာစစ်ကောင်စီတပ်ကရခိုင်တပ်တော် AA ဟာတရားမဝင်အဖွဲ့ဖြစ်တာကြောင့်မပူပေါင်းကြဖို့လိုက်လံစည်းရုံးနေတဲ့အကြောင်းသတင်းပေးပို့ချက် ဖကတ်မှာအိမ်ဖော်မလေးကအစိတ်ခတ်လိုက်တာအိမ်ရှင်တွေဘာဖြစ်သွားတယ်လဲဆိုတာနဲ့ထီကျိုင်ဒေတာမှာတိုက်ပွဲမဖြစ်ပဲစစ်ကောင်စီကပြစ်လိုက်တဲ့လက်နက်ကြီးကြီးကြောင့်ကလင်းငယ်တယောက်အပါအဝင် အရက်သားတွေထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အကြောင်းသတင်းပေးပို့ချက်တွေကိုကြားကြရမှာပါအခုတော့သတင်းတွေကိုကျွန်မနဲ့အတူဆိုင်းမုန်းကနေတင်ဆက်သွားမှာပါရှမ်းပြည်မှုဆက်ခရိုင်ကိုခိုင်မြို့နယ်ရှိ ကချင်လူမျိုးရေးတပ်တော် KIA တပ်စခန်းကိုစစ်ကောင်စီက6ရက်မြောက်အဖြစ်ကြီးကြောင်းလေကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ဖေဖော်ဝါရီလ7ရက်နေ့ကစတင်ပြီးကနေ့ဖေဖော်ဝါရီလ16ရက်နေ့ထိကုတ်ခိုင်မြို့နယ်ကောင်းလင်ကျေးရွာအုပ်စုအတွင်းရှိ KIA တပ်မဟာ6တပ်ရင်းကိုတပ်စခန်းကိုဦးတည်ပြီးတိုက်ခိုက်နေတာပါ။စစ်ကောင်စီထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်ကုတ်ခိုင်မြို့နယ်ကောင်းလင်အုပ်စုဂျေးလက်ဒေတာခန့်တွေလက်နေကြီးထိမှန်မှန်ကိုစိုးရိမ်ရတဲ့အပြင် လူသားတိုင်းအဖြစ်စစ်ကောင်စီဖမ်းဆီးတွားမှာကိုစိုးရိမ်တဲ့အတွက်ရဲရွာကနေပြည်မထွက်ရဲကြဘူးလို့ဒေသခံတွေကရှမ်းတန်တော်ဆင့်ကိုပြောပါတယ်။နှစ်ပတ်ကြာတိုက်ပွဲကြောင့်ပိတ်မိနေတဲ့ခြေရွာတွေကတော့ကောင်းလင်အုပ်စုဝင် နားဖယ်ရွာကောင်းလင်ရွာမန်ပိန်အုပ်စုဝင် ကောင်းခမ်းရွာခါဖော့ရွာနဲ့နီးစပ်တဲ့ရွာတွေကရွာသူရွာသားတွေဖြစ်ကြပါတယ်။ ကင်းညူကရင်မျိုးသားအစီယုံဖအံခရိုင်တမဟာခုနှစ်ထိမ့်ချုပ်နေမြေအတွင်းမှာမနေ့ကတရက်တည်းစစ်ကောင်စီကလေးချောင်းကနေလေးချိန်တည်းမနေပြန်ဝဲပြီးတမဟာငါးဘက်မှာဘုံကျဲတိုက်ခိုက်ခဲ့ပါတယ် ဖေဖော်ဝါရီလ16ရက်နေ့မနက်9နာရီလောက်ကတကြိမ်မနက်10နာရီလောက်ကတကြိမ်နေ့လယ်2နာရီနဲ့2နာရီမိနစ်50လောက်မှာတကြိမ်စီဇက်တိုက်ပြန်ဝဲနေလို့ KNU ဘက်ကလည်းစစ်ရေးအသည့်အနေထားပြင်ဆင်ထားပြီးဒေသခံတွေကလည်းကြုတ်ကျင်းတွေတူးထားတယ်လို့ KNU တပ်မတယောက်က KIC ကိုပြောပါရယ်ဖေဖော်ဝါရီလ16ရက်နေ့မနေ့ကမွန်းလွဲ2နာရီမိနစ်50အချိန်လောက်မှာတော့ KNU မူဒရခိုင်တမဟာငါနေမြေဘူးတူမြို့နယ်တံရွေမြစ်ကမ်းတလျှောက်ကိုစစ်ကောင်စီကတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့ဒေသခံတွေကပြောပါရယ်တနင်္လာရီတိုင်းဒေသကြီးပလောမြို့နယ်ကတဲကြီးရွာကိုစစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်ရောက်လာပြီးတဲ့နောက်ဒေသခံနေအိမ်အလုံး90ထက်မနည်းမြင်းရှို့ပြက်စီးသွားတယ်လို့ပိတ်ခရင်တိုက်ရင်တစ်ပြန်ဂျာရီတောင်ဝန်ခံကတံရွေတိုင်းကိုပြောပါရယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ16ရက်နေ့မှာ တိုက်ရင်အားနေရာကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာ ကရေကျေးရွာထဲကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးတဲ့နောက်ကျေးရွာထဲမှာထိုင်ချပြီးဒေသခံနေအိမ်တွေကိုမီးရှို့ခဲ့တာပါအိမ်ခြေ400ကျော်ရှိတဲ့ကရေကျေးရွာကိုမီးရှို့ဖျက်ဆီးတဲ့နောက်စစ်ကောင်စီစစ်ကြောင်းဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ19ရက်နေ့ညနေပိုင်းမှာပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ဒေသခံနေအိမ်အတွင်းဝင်ရောက်မှုနောက်ပြီးတံဖိုးရှိပစ္စည်းတွေလည်းယူဆောင်သွားတယ်လို့သိရပါတယ် စကိုင်းတိုင်းဒေသကြီးကမ်ဘလူမြို့နယ်တောင်ပတ်ချံထန်းကုန်းတိုက်နယ်တဲကစစ်ပေးဆောင်နှစ်ယောက်ကို စစ်ကောင်စီတပ်ကအရှင်လက်လက်မိရှုတပ်ဖြတ်ခဲ့တယ်လို့ဒေသခံတွေက KNG ကိုပြောပါရယ်ဖေဖော်ဝါရီလ18ရက်နေ့မနက်7:00နာရီဝန်းကျင်အချိန်လောက်မှာတပ်ဖြတ်ခံထားတဲ့သူနှစ်ယောက်ဟာစံကယ်နဲ့ထွက်ပြေးတိမ်းရှောင်ဖို့သွားတဲ့အချိန်စစ်ကောင်စီတပ်နဲ့ထိတိုက်တိုးမိပြီးသူတို့နှစ်ယောက်စလုံးကိုအရှင်လက်လက်မိရှုတပ်ဖြတ်ခဲ့တာလို့ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကပြောပါရယ် တပ်ဖြတ်ခံရတဲ့သူတွေဟာထန်းကုန်းတိုက်နယ်တဲကအသက်22နှစ်အရွယ်တယောက်နဲ့အသက်32နှစ်အရွယ်တယောက်တို့ဖြစ်ကြပါဗျ။စစ်ကောင်စီစစ်ကြောင်းဟာချင်းမြန်တပ်ရင်အမှတ်368နဲ့ဒေသခံပြူစောထီတက်တို့ပူးပေါင်းပြီးတော့အင်အား120ဝန်းကျင်လောက်ရှိတယ်လို့လဲဆိုပါတယ်။ ားဆင်ခဲ့ရတာကတော့ BNI Radio ရဲ့နေ့စဉ်သတင်းအစီအစဉ်ပဲဖြစ်ပါတယ်။ဒီအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:15မိနစ်ကနေ9:00ခွဲအထိ15မိနစ်ကြာထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ န်ကုန်မြို့နယ်ခူးတိုင်းနယ်63ခွဖုံတော်ကြီးကျောင်းမှာတက်ဆွဲခဲ့တဲ့စစ်ကောင်စီတပ်သား30လောက်ဟာကြာသာပတိနေ့မနက်ပိုင်းကကားနှစ်စီးနဲ့တက်ကိပြင်းကျွာဖုံတော်ကြီးကျောင်းကိုရောက်ရှိလာကရွာသားတွေနဲ့အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပါတယ်။အမည်မပေါ်လိုသူကြီးဝါသားတို့ကတော့ခုလိုပြောပြပါတယ်။ ULAAA ဖွဲ့နဲ့မပတ်သက်ဖို့ ULAAA ကအမျိုးသားရံမုံဝင်ကောက်လို့ရှိရင်မထည့်ဘူးရွာမှာအမှုခင်းဖြစ်ရင် ULAAA ကိုမတိုင်မဲ့ သူတို့ခံထားတဲ့ကြေးရွာတွေကယာအိမ်မှုအုပ်ချုပ်ရေးမှုတွေကိုတိုင်ဖို့ပြောပါတယ်။နောက်ပြီးနောက်ပြီးတရားမဝင်အဖွဲ့ကိုမထောက်ပံ့ဖို့ပြောပါတယ်။နေဆက်တနားရီလောက်မှာတော့အဲ့ဒီစစ်ကောင်စီတပ်သားတွေအထက်ကတဆေကျော်ဟာကားနဲ့တောင်ကုတ်ဖက်ကိုထွက်သွားကြပြီးတော့ကျဲတဆေကျော်ဟာဖုံးတော်ကြီးကျောင်းမှာတက်ဆွေးနေတယ်လို့သိရပါဗျ ဒါအပြင်စစ်ကောင်စီတပ်သားတွေဟာတန်ကုန်မြို့နယ်အတွင်းကတခြားကြီးပါတရှုံမှာဖုံးတော်ကြီးကြောင်းနဲ့စာတင်ကြောင်းတွေကိုဝင်းရောက်နေရယူတက်ဆွေးတာတွေရှိနေပြီး ULAA နဲ့ဆက်ဆက်သူတွေကိုစုံစမ်းမှုတွေလည်းပြုလုပ်နေတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်။တန်ကုန်မြို့နယ်ကကလျောင်ကြီးပါခရိုင်ကြီးပါချောင်းတုံးခွာပန်းတော်ကြီးွားတွေမှာလည်းစစ်ကောင်စီတပ်သားတွေလာရောက်စခန်းရှာကစစ်ကြောင်းလှည့်လည်မှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါရယ်ခရိုင်ကြီးွားမှာလည်းစစ်ကောင်စီတပ်သားတွေလာရောက်ခင်းစဉ်က ဒေသခံတွေကို ULAA တရားစီရင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ULA ရဲ့တရားရုံးမှာအမှုရင်ဆိုင်နေသူတွေကိုစုံစမ်းမှုတွေပြုလုပ်နေတယ်လို့အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တူကပြောပါရယ်အခုလိုအပြေခက်ရက်စေးထားတဲ့ကာလအတွင်းစစ်ကောင်စီကရခိုင်ပြည်နယ်မြောက်ပိုင်းကိုမထိုးခေါက်နိုင်တော့တဲ့အတွက်ကြောင့် ULAA အုပ်ချုပ်ရေးအာဏာအားနည်းနေသေးတယ်ရခိုင်ပြည်နယ်တောင်ကုတ်တန်တွင်းနဲ့မန်အောင်မြို့နယ်တွေကိုနေပြည်တော်ပြန်လည်ရယူရှင်တဲ့အနေနဲ့စီယုံရေးဆင်းနေတာဖြစ်နိုင်ကြောင်း ဒါပေမဲ့လေသူတို့တွေရဲ့ပြောဆိုမှုတွေဟာအရာထင်နိုင်မဲ့အခြေအနေမရှိဘူးလို့တောင်ကုန်းလူငယ်ကွဲရက်ကအမည်မဖော်လို့သူတို့ကပြောပါရယ်စစ်ကောင်စီဟာ Rocket တော် AA တို့အလို့တဘောအပြည့်အခက်ရစေးထားချိန်မှာနှစ်ဖက်ယုံကြည်မှုကိုခိုင်မအောင်တိဆောက်ရမယ့်အစားလက်နက် KN မိကျောက်တွေနဲ့ရဲခါတွေဖြစ်တဲ့နာ AA ကိုပြည်သူတွေမထောက်ခံကြဖို့ပြောဆိုစည်းရုံးမှုတွေပြုလုပ်နေတာတွေရှိနေတဲ့အတွက်ကြောင့်အများပြည်သူတွေကစိုးရိမ်မှုတွေရှိနေကြပါတယ် ဖခန်မျိုးနဲ့အတွင်းမှာအိမ်ဖော်ဖြစ်သူကအိမ်ရှင်ကိုအစိတ်ခတ်ပြီးငွေရရယူဖို့ကြံစီမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အိမ်ဖော်မလေးကဘာကြောင့်အစိတ်ခတ်ရတာလဲ။အစိတ်ခတ်ခံလိုက်ရတဲ့အိမ်ရှင်တွေကရောဘာတွေဖြစ်သွားလဲဆိုတဲ့သတင်းအပြည့်စုံကိုရှမ်းတန်တော်စင်ဝိုင်းတော်သားစိုင်းဆိုင်လန်ကစူးစီးတင်ဆက်ထားပါတယ်။အိမ်ရှင်မကပထမဆုံးအစိတ်ခတ်ထားတဲ့အစားကိုစားမိတာပါ။ အဲ့နည်းကသူအစိတ်ခတ်ထားတာကျမမသိလိုက်ဘူးအန်ဒီကအရင်စားလိုက်တာဟာအန်ဒီ၄နိုင်လောက်အရင်စားပြီးတော့၅နိုင်လောက်ကျတော့အန်ဒီနေလို့နေလို့မရတော့ဘူးမရတော့မူးပြီးတော့အန်ဒီအန်နဲ့၆နိုင်လောက်ကျတော့တစ်ခေါက်အင်းကအန်ဒီရဲ့အမျိုးသားဦးလေးကအိမ်ဝတ်သားခွဲယူပြီးတော့သားမယ်ပေါ့ရှင်းနေကိုပကံနဲ့ကိုပုံချနေပြီ။ဟာရှင်းနေကအကုန်လုံးဟိုကရောင်တင်ရောင်စီပြန်မဟုတ်ပဲနဲ့အကုန်လုံးမဲနေတာပေါ့နော်။မဟုတ်သေးပါဘူးပေါ့နော်။အဲ့ဒါနဲ့သူဇွန်လေးနဲ့မွေးပြီးတော့ခွေးကိုချတူလိုက်တော့ခွေးကိုချတူလိုက်တော့ခွေးကလည်းအံ့ပြီ 哦哦哦，对呀，这真安呐。啊，现在你这个怎么比在在线嘛？你东西的，哎呀，隔离的嘞。那要个问啥点啊？要哎，他们很很很牛，他们牛问啥了？问啥了？那有我电话，他安点没？他那喉咙吹不了，是吧？六六幺六六幺，叫做使用对啊的，会动啊，叫做对多的不能。အစိုက်ခတ်ခံရတဲ့အိမ်ရှင်မဖြစ်သူကပြောပြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ17ရက်နေ့ကကချင်ပြည်နယ်ဖားကန်းမြို့နယ် မော်ရှန်ရက်ကွက်မှာရှိတဲ့ကရားမြေတာယာရောင်းဝယ်ရေးဆိုင်ကအိမ်ဖော်ဖြစ်သူအမျိုးသမီးတို့ကအိမ်ရှင်တွေကိုအစိတ်ခတ်ခဲ့တာဖြစ်ပါတယ်။အစိတ်ခတ်ခဲ့မှုကြောင့်အိမ်နေသူ၄ဦးဆေးရုံတက်ခဲ့ရပြီးခွေး၃កောင်တေဆုံးသွားခဲ့ပါတယ်။အဲ့ဒီအိမ်ဖော်မလေးဟာအသက်15နှစ်အရွယ်တာရှိပြီးတော့ကရမြေတာယာရောင်းဝယ်ရေးဆိုင်ကိုဖေဖော်ဝါရီတရနေ့ကစအလုလာရောက်လောက်ကင်ခဲ့တာဖြစ်တယ်လို့အိမ်ရှင်ဖြစ်သူထံကတီးရပါတယ်။ ထိုအိမ်ဖော်မလေးဟာအလောက်လာလို့တဲ့ချိန်ကစပြီးတော့ဖုန်းတွေမကြခဏပြောက်နေတာကြောင့်အိမ်ရှင်ဖြစ်သူက CCTV ပဲတက်ရကနေမကျေနပ်တဲ့အတွက်ကြောင့်အစိတ်ခတ်ခဲ့တာဖြစ်တယ်လို့အိမ်ရှင်မဖြစ်သူကပြောပါတယ်อ๋ออ๋อเฮาเด้เนาะพ้องพ้องนี่ก็เปี่ยวเปี่ยวดอเลยตัวซูซูซูกิตัดตัดดออกูไอ้ซูซูซูกิอ่ะมีโกส่งทุกคู่เว้ยไม่ตัดไม่ตัดทาอูอ่า ဒီကမေးမေးရတဲ့အရာသားလေးကိုအမီးဖို့ဆောင်ကစီစီစီတက်လားမတက်ဘူးလားတဲ့သူကအတုံးကတောင်မှမေးလိုက်သေးတယ်ခါခန့်ကျမတို့ကလည်းလေဆိုင်ဆိုင်မှာတလားတစ်ခေါက်တစ်ခေါက်ဆိုလို့ရှိရင်ကုမ္ပဏီကပတ်စံလေးလေးလာလာချင်းတာတိန်တရားနေရအဲ့လိုအထုပ်လေးလေးလာလာချင်းတာကိုသူကတွေ့တယ်ပေါ့နော်တွေ့တော့သူအဲ့ဟာမိကြီးကိုနည်းနည်းမှတ်သွားတာလားအဲ့လိုနဲ့တုတ်လိုက်ကြတယ်ကိုတော့ထင်တာပဲ တားပြင်အိမ်တွင်းမိဖို့ချောင်းတဲမှာ CCTV မတက်ထားရတဲ့အတွက်ကြောင့်အိမ်ဖော်ကအစိတ်ခတ်နေတာကိုတတ်တဲ့အနေနဲ့ဗီဒီယိုမရရှိထားဘူးလို့ဆိုပါတယ်။အဲ့ဒီအဖြစ်ပြက်တွေကိုအိမ်ရှင်ဖြစ်သူကလူမှုကွန်ရက်ပေါ်မှာတင်လိုက်ပြီးတဲ့နောက်ပိုင်းမှာတော့ February 17ရက်နေ့မှာအမီမတီးတဲ့အမျိုးသား၅ဦးကထိုအိမ်ဖော်မှလေးကို လာရောက်ဖမ်းဆီးခေါ်ဆောင်တွားခဲ့ပါတယ်။ ထော်အမီမတိ9ဦးဟာအိနေဝတ်ဆောင်ပြေလက်ထိုက်ခတ်ယူဆောင်လာခဲ့ကြောင်းအိမ်ရှင်ဖြစ်သူကအခုလိုထပ်ပြောပါတယ်တကယ်ကဒီဟုတ်လားပေါ့နော်ဒီလိုဒီလိုလူကဟုတ်တလားပေါ့ဟောဟုတ်ပါတယ်တဲ့ဟုတ်ပါတယ်အဲ့ဒါဘာဖြစ်လို့အဲ့လိုလောက်ရတာတော့ပေါ့ဒီမှာဟိုကလိုချင်တဲ့စိတ်ကြီးတစ်ခုထဲနဲ့လုံလိုက်မိတာပါတဲ့မျိုးပြောတယ်မျိုးပြောပြီးတော့အဲ့ဧည့်တယ်လာအဖွဲတဲ့လူတွေကအဲ့လိုမျိုးပြောရောသင်ဘာဖြစ်လို့အဲ့လိုမျိုးလောက်ရလဲဆိုတော့ညီကြီးနေပိတ်အုပ်ပိတ်အုပ်ပြီးတော့သူ့ကိုလက်ထိတ်ခတ်ပြီးတော့သူ့ကိုခေါ်သွားတယ် ရဲလာပါပါလားတော့ကျမလည်းမသိဘူး။အရင်ကငရဲလာတာဘယ်လိုလဲတော့ကျမလည်းမသိဘူး။ဟောအမျိုးသားတွေတင်း၅ရောက်။အော်ဟုတ်တယ်ဒီတိုင်းပဲပေးသွားလိုက်တယ်။အန်ခေါ်ခေါ်သွားမယ်နော်တဲ့။လက်မဆိုလို့ရှိလေတဲ့။တခြားလူတွေရောအန်ဒီတို့ရောပြန်ပြီးတော့ဓာတ်ပြီးတော့ဒုက္ခပေးနေမှာဆိုလို့တဲ့။ကျမတို့ဟိုခဏခေါ်သွားမယ်လို့ပြောပြီးတော့လူခေါ်သွားတယ်။ ာကံမျိုးနယ်ဒီကြောက်စိန်တူဖို့ဒီဒေတာတခုဖြစ်ပြီးတော့ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့စစ်ကောင်စီတို့တွာလာလှုပ်ရှားတဲ့နယ်မြေဒေတာတခုဖြစ်ပါတယ်စကိုင်းတိုင်းထီးတိုင်းဘက်မှာစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲကြေးရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တဲ့အတွက်ကလေးငယ်တယောက်အပါဝင်ဒေသခံ9ယောက်ထိခိုက်ဒဏ်ရာရရှိသွားပါတယ်ဒီအကြောင်းအသေးစိတ်ကိုတော့သတင်းနဲ့မီဒီယာကွန်ရဲ့သတင်းဌာနကကိုစောပွဲရတင်ဆက်ပေးပါမယ်ရှင် ထိကြိုက်ဘက်ကနေထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကနှံ့အင်းရွာကိုရောက်လာတဲ့ချိန်မှာလက်နက်ကြီးနဲ့တုံးချက်ရန်တန်းပစ်ခတ်ခဲ့ရကနေအခုလိုဒေသခံရွာသားတွေကိုထိမှန်သွားတာလို့ဒေသခံတွေကပြောပါတယ်။ညနေ၂နာရီနဲ့၃နာရီဓာတ်ကိုဖြစ်တာတဲ့။အဖြစ်တော့လက်နက်ကြီးဟုတ်တယ်နှလုံးလက်နက်ကြီးကြီးချရတာတော့နှလုံးကြရတာပါတဲ့။အမှန်တရား၅ရောက်တဲ့ခင်္ကားကောင်ကတန်ကြီးကြီးနဲ့ကျွန်တော်တို့ဝေကြီးကြီးကခင်္ကားကောင်ကိုမှန်တာ။ တောက်ကြနေမနဲ့၈နိုင်လောက်မှာထိကြိုက်ကနေထွက်လာတဲ့စစ်ကောင်စီအင်အား၁၀၀လောက်ပါတဲ့အဖွဲ့ကနေ့လယ်၁နိုင်လောက်မှာတော့နဲ့အင်းရွာကိုရောက်လာပြီးအယာရီရှိဘက်ကဲမှာတိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲလက်နက်ကြီးနဲ့တုံးချက်ဖြစ်ခဲ့ခဲ့တာပါပြစ်လိုက်တဲ့လက်နက်ကြီးကြီးကကဲနီးနဲ့ဝဲကြီးရွာကြကဒေသခေါ်ချင်းကြားကုန်းဆိုတဲ့နေရာမှာကြာရောက်ပေါက်ကွဲခဲ့လို့ကလေးတယောက်အပါအဝင်၅ရောက်ထိခိုက်ဒဏ်ရာရရှိသွားတာလို့ဒေသခံတယောက်ကပြောပါတယ် ထိမှန်တန်ရရှိသွားသူကဘယ်သူဘယ်ဝါဖြစ်တဲ့ဆိုတာကိုလည်းအတိအကျမသိရသေးပါဘူး။နာမည်ကတော့ကြီးနီလွမ်းဒါရနဲ့ပြောင်းနေတဲ့အောင်မသိဘူးမသိရသေးဘူးတဲ့။ဘယ်သူဘယ်သူဆိုတာတော့မင်းတို့မရနိုင်ဘူးတဲ့။ဒါပေမဲ့ဒီဟိုကကတော့မန္တာတော့9ယောက်မန္တာ9ယောက်မှာမယောက်ကတော့တော်တော်ကိုစိုးရင်ရတယ်တဲ့။၃ယောက်ကတော့မစိုးရင်ရပါဘူးတဲ့။အခုထီချင်းဘက်ကထွက်လာတဲ့ လူအင်အားတရာပါတဲ့စစ်ကောင်စစ်တပ်ရဲ့စစ်ကြောင်းကစစ်သားတွေဟာလက်ပတ်အနီတွေပတ်ထားတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဘယ်တက်ရင်တက်ဖွဲ့ကစစ်သားတွေဖြစ်တယ်ဆိုတာကိုတော့အတိအကျမသိရသေးပါဘူး။ဖေဖိုင်လာ၁၄ရက်နေ့တုန်းကလည်းထိချိုက်ကနေထွက်လာပြီးအေရီအရှိဘက်ချမ်းမှမွေနောက်နေတဲ့စစ်ကောင်စီတပ်သားတွေကပမော်မန္တလေးလမ်းမေးမှာရှိတဲ့ထိချိုက်မြို့နယ်မြတ်တောင်လမ်းဆုံနီးမှာပေါင်းတဲ့ကြေးရွာသားနှစ်ယောက်ကိုပစ်တက်ခဲ့ပါသေးတယ်။ပေါင်းတဲ့ရွာသားဥကန့်လိုင်နဲ့ ဥပောက်ဆဆိုသူတို့ကိုစီကောက်စီတက်ဖွဲ့တွေကရိုက်နေပြီးမီးရှို့တက်ခဲ့တာလို့ဒေသခံတွေက ပြောပါတယ်အဲ့ဒီစစ်ကြောင်းကအင်းတော်ကြီးလေးဘိုးရွာတွေကိုမီးရှို့တဲ့စစ်ကြောင်းနဲ့တွားရောက်ပေါင်းခဲ့ပြီး121တက်ရင်ကစစ်သားတွေကတော့ဟင်းသာရွာကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်ထီချိုင်းရှိဘက်ကဲမှာစစ်ကောက်စီစစ်ကြောင်း၃ကြောင်းစစ်ကြောင်းထိုးဝင်ရောက်နေပြီးရွာသားတွေကိုတတ်တာဖမ်းဆီးတာလက်နက်ကြီးတွေနဲ့ရွာတွေထဲပြစ်လို့ထိမှန်တာထွက်ပြေးရတာတွေအပြင် နေအိမ်တွေနဲ့မီးရှို့ဖြစ်စီခင်နေရတဲ့အတွက်ရွာသားအများစုကတော့ဘေးလုံးမဲ့နေရာတွေမှာထွက်ပြေးတင်းရှောင်နေကြရပါတယ်နားဆင်ခဲ့ရတာကတော့ BNI Radio ရဲ့နေ့စဉ်သတင်းအစီအစဉ်ပဲဖြစ်ပါတယ်။ဒီအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:15မိနစ်ကနေ 9နာရီခွဲအထိ15မိနစ်ကြာထုတ်လွှင့်သွားမှာဖြစ်ပါတယ်။နားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။